ိုင်းမြန်မာနယ်စပ်အများဝရီမျိုးနဲ့ရွှေကုတ်ကိုကြားဖြတ်အငွေလိန်လုပ်ငန်းတွေကိုကရင်နေကြဆောက်တဲ့ BGF အကြံဖတ်စစ်တမ်းနဲ့ရဲတပ်ဖွဲ့တို့ကနိုဝင်ဘာလ18ရက်နေ့ကဝင်ရောက်စီးနင်းကနိုင်ငံခြားသား346ဦးကျော်ကိုဖမ်းဆီးပြီးငွေလိန်ရမှာအသုံးပြုတဲ့ကွန်ပျူတာနဲ့လက်ပိုင်ဖုန်းအလုံးရာချီကိုတင်ဆက်ခဲ့တယ်လို့ထိုင်းနိုင်ငံဘက်ကသတင်းတွေမှာဖော်ပြနေပါတယ်။ အဲ့ဒီငွေလိမ်လုပ်ငန်းအစားအုံတွေကိုစီးနင်းနေဆိုတဲ့ရုပ်တံမှတ်တမ်းတစ်ခုမှာတော့တိုက်ခန်းတွေထဲမှာအလုပ်လုပ်နေတဲ့ကွန်ပျူတာနဲ့ဇပွဲခုံ30မှ90အထိရှိနေပြီးငွေလိမ်အလုပ်သမားဇပွဲခုံအောက်မှာပုံအောင်နေကြတဲ့အခြေအနေကိုရုပ်တံမှတ်တမ်းမှာတွေ့ရပါတယ်။ ။မြေပြင်မှာတော့အဲ့ဒီလို PGF ပူပေါင်းတပ်ဖွဲ့တွေကဖမ်းဆီးတာတွေလုံဆောင်ခဲ့ပြီးညပိုင်းမှာတော့ငွေလိမ်လုပ်ငန်းနေရာတွေမှာပုံမှန် အလုပ်ပြန်လုပ်နေရပြီလို့ငွေလိမ်လုပ်ငန်းအလုပ်သမားကိုရဲ့ Telegram Channel တွေထဲမှာအောက်စုဝင်ထားတဲ့ငွေလိမ်လုပ်သားတရင်ရင်းမြစ်တွေစီကနေသိရပါဗျ။ လက်ရှိမှာတော့တရုတ်ပါဝင်နိုင်ငံခြားသား346ဦးကို BGF ကထိန်းသိမ်းထားပြီးအကြံဖတ်စစ်တပ်ဘက်လွှဲပြောင်းအနှံနဲ့အခြေအနေကိုမရှိတဲ့ငွေလိမ်ကွန်ပျူတာပစ္စည်းတွေဖျက်ဆီးတာငွေလိမ်အဆောက်အအုံတွေဖြိုချဖျက်ဆီးတာကိုတော့ရွှေခုတ်ကိုနေမြေမှာမတွေ့ရသေးပါဘူး